မှန်ကန်ပြီးတော့ယက်တည်တဲ့အခါမှာခိုင်မြဲဖို့လိုအပ်သေးတယ်ဒါကြောင့်မို့အဋိဌံပါရမီဆိုတာကိုရှစ်ခုမြောက်အနေနဲ့ရွေးချယ်လိုက်တယ်အဋိဌာနာဆိုတာဆွဲဆွဲမြဲမြဲပြုလုပ်တာအဲ့ဒီကလည်းဆွဲဆွဲမြဲမြဲလူလုံးလုံးနိုင်မှဖရာဖြစ်ဆိုတာရောက်နိုင်တယ်အဲ့တော့ဘလောက်ထိအောင်ခိုင်မာရမလဲဆိုတာကိုသူမိတာရဲ့တဲ့ကသူ့ကိုယ်သူ ဘလောက်ခိုင်မာရမယ်ဆိုတာဥပမာနဲ့စဉ်းစားတဲ့အခါမှာယထာပိပပတောတေလောအာသလောတုပ်ပတိဋ္ဌိတောနကံပတိဘုဒ္ဓဝါတေဟိတကဋ္ဌာနေဝအဋ္ဌတိကြောက်တောင်ကြီးလို့ခိုင်မာရမယ်ကိုလုတ်တဲ့လုပ်ငန်းတစ်ခုကြောက်တောင်ကြီးလို့ခိုင်မာရကြောက်တောင်ကြီးကဘလောက်လေးပြင်းပြင်းတိုက်တိုက်လှုပ်ရှားမှုမရှိဘူးတဲ့အဲ့ဒါလိုပဲကိုယ့်ရဲ့အဋ္ဌဋ္ဌံချက် ဘယ်ကိစ္စနဲ့မှအပြောင်းအလဲမဖြစ်เสียရဘူးဟောဒါကြောင့်မို့လှုပ်ရှားရင်းရံခြင်းမရှိဘူးစိတ်ထက်အနေနဲ့ကြံ့ခိုင်မှုဆိုတာမျိုးရှိဖို့ရအတွက်အဋိဋ္ဌာဏပါရမီဆိုတာရှိရအနုမောဆိုလို့ရှင်စัจจမတ်တွေတွေ့လာတဲ့အခါမှာလှုပ်ရှားရင်းရံသွားလို့ရှင်ဘယ်လိုလုပ်ပြီးတော့တည်ငြိမ်မှုရနိုင်မှာမလို့မရနိုင်ဘူး ဖြည့်လေပါရမီဖြည့်ဖို့ဆိုတဲ့နေရာမှာဒီဒိဋ္ဌာနာလည်းပဲပါရမီတစ်ခုပဲတေမီမင်းသားလေးတေမီရဇတ်ကိုမူကပက္ခဇတ်လို့လည်းခေါ်တယ်မူကဆိုတာစကားမပြောနိုင်တယ်မပြောတတ်တယ်ဆွန်ဆွန်အာအာနေတာနော်ပက္ခဆိုတာလမ်းမလျှောက်နိုင်တာအဲ့တော့ စကားလည်းမပြောတတ်ဘူးလမ်းလည်းမလျှောက်တတ်ဘူးဆိုတဲ့ပုံကုံမျိုးကိုမူကပက္ခလို့ခေါ်တယ်။ဒါကြောင့်မို့အဲ့ဒီဇက်ကိုမူကပက္ခလို့လည်းခေါ်တယ်။ဆွအလမ်းမလျှောက်နိုင်တဲ့လူအဲ့ဒီမှာတိမိမင်းသားလေးဟာကြည့်ဘယင်မလုံးချင်ဘူး။ဘာဖြစ်လို့ဘယင်မလုံးချင်တာတုံးဆိုဒီဘဝမတန်ခင်ကသူဘယင်ဖြစ်ခဲ့တယ်။အဲ့ဒီဘယင်ဘဝမှာသူလုပ်ခဲ့တဲ့အကုသိုလ်တွေကြောင့် ငရဲကြခဲ့တာအဲ့ဒါကိုပြန်တတိရတယ်သူကပြန်တတိရတော့ဘယင်ဖြစ်ရမှာကြောက်တယ်ကြောက်တော့ဒါကိုဘယ်လိုလုပ်တိမ်းမလဲလို့ဆိုတော့တိမ်းဖို့အမတန်ခက်တယ်ပေါ့တချို့ကြတော့အဲ့တော့ဘယင်မဖြစ်အောင်သူကဆွံ့ရောင်အယောင်ဆောင်ရမှာအဲ့ဒါလို့ဆွံ့ရောင်အယောင်ဆောင်ရတာဘယ်လောက်ထိအောင်ကြာတော့ဆို16နှစ်သားထိအောင်ဆွံ့ရောင်အယောင်ဆောင် ငငယ်လေးကလေးက16နှစ်မအောင်မမြင်မချင်းသူ့အကျင့်ကိုမဖြတ်ဘူးခိုင်မာတဲ့အဋိဌံဆိုတာအဲ့ဒါကိုကြည့်ခက်ခဲတွေများစွာတုံလို့စရာတွေစိတ်တုံလို့စရာတွေအများကြီးပဲကြုံခဲ့တယ်သို့သောသူ့ရဲ့အဋိဌံချက်ကို16နှစ်လုံးလုံးအောင်အီးပြီးတော့လုံးဝပြောင်းလဲခြင်းမလုပ်ခဲ့ဘူးတဲ့ပြောင်းလဲခြင်းမလုပ်ခဲ့သည့်အတွက်ကြောင့်သူဟာတောတဲ့ကိုနော်အသက်ခံရဖို့ဆိုပြီးတောတဲ့ရောက်သွားတော့ သူ့အကြံဟာအောင်သွားတာပဲမဟုတ်လားအဲ့ဒါလို့အလုပ်တစ်ခုလုပ်ပြီဆိုရင်ဆွဲဆွဲမြဲမြဲလုပ်ရဆွဲဆွဲမြဲမြဲမလုပ်လို့ရှိရင် तू ကကြောကိုနှစ်ချက်သုံးချက်လောက်ချလိုက်တာနဲ့နွားကိုပေါ်တာမျိုးဖြစ်ကုန်ဟုတ်လားမအောင်နိုင်တဲ့လူကြတော့လေအဲတိမိမင်းသားကတော့ဘလောက်ဒုက္ခတွေရောက်ရောက်သူ့ရဲ့အဋိဌာန်ချက်ကိုမဖြတ်ခဲ့ဘူးတဲ့အဲ့ဒါဘာလို့လို့ဆိုတော့ဒီလိုလေးကျင့်လာခဲ့လို့ပဲ ပါလို့လို့ခိုင်ငယ်မြဲမြဲစောက်တည်ပြီးတော့လှုပ်တာဟာတဲ့